ဒီလိုအကြောင်းရင်းတွေကြောင့်ခင်ရနာဆိုးကိုပွဲထုတ်နေတဲ့ Miss Universe မင်္ဂလာပါရှင်။ SMH Channel ပရိသတ်ကြီးရဲ့ Miss Universe မြန်မာအလှမ်းအရွေးချယ်ပွဲကြီးကတော့ပြီးခဲ့တဲ့မေလ22ရက်နေ့ကစတင်ကျင်းပနေပါတယ်။မြို့နယ်တီတီကရွေးချယ်ထားတဲ့အလှမ်းတွေကိုပထမဆုံးနေ့မှာပရိသတ်တွေနဲ့မီဒီယာရှေ့ချပြပြီးမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။မြို့နယ်တိုင်းကအလှမ်းတွေကသူ့အလှမ်းနဲ့သူရှိကြပေမဲ့တယောက်တော့သူကတော့ခြုံထွက်နေပြီးကတုံးစပင်ကိအိမ်နောက်ခွဲတစ်ခုလည်းအလှမ်းဖြစ်နေပါတယ်။ သူမကတော့ပကိုးမျိုးကိုစားပြုအလှမဲ့ခင်ရဏာဆိုပါ Miss Universe ဟာအပြူရီတစ်ခုလက်တွေသတ်မှတ်ချက်မထားဘူးဆိုတာမှန်မိမယ်ခင်ရဏာဆိုကတော့ရုပ်ရည်ရော ခန္ဓာကိုယ်ပါအလှမဲ့ရုပ်မထွက်နေလို့မြို့နယ်အစဉ်ပွဲမှာကလေးကပြိတ္တရဲ့ဝေဖန်မှုများစွာရရှိခဲ့ပါတယ်သူမရဲ့ခန္ဓာကိုယ်နဲ့မျက်နှာကမိမမဆန်မဲယောက်ျားရုပ်ရည်ခန္ဓာကိုယ်ဖြစ်နေပြီးကတုံးစပင်ပေါက်ကေဖြစ်နေတာမို့ပိုပြီးယောက်ျားဆန်သွားတာပါ သူမရဲ့ပုံသဏ္ဍာန်ကဘလို့မှနွဲ့နွဲ့နောင်နောင်မဖြစ်နေပေလက်ဝဲထိုးမဲ့သူနဲ့တူနေပါတော့တယ်ဒါပေမဲ့ Miss Universe အဖွဲ့အစည်းကတာဝန်ရှိသူတွေနဲ့ National Director မဆိုးယူဝေတို့ကတော့ခေရနာဆိုးကိုအတော်လေးသဘောကျနေတဲ့ပုံပါပဲ။ Miss Universe အဖွဲ့အစည်းကခေရနာဆိုးကိုပန်းပြပြီးပွဲထုတ်နေရတဲ့အကြောင်းရင်းကိုတော့ပြည်သက်တွေကမသိကြပါဘူး။ မစ်ယူနီဗာစ်မြန်မာရွေးချယ်ပွဲမစတင်ခင်ကမြို့နယ်ပေါင်းစုံကအလှမယ်တွေရဲ့မျက်နှာအလှဆုံးကိုရွေးချယ်ထားတဲ့အခါချောမောလှပတဲ့အလှမယ်တွေကိုကြော်လပြီးခေရနာဆိုးကအလှဆုံးမျက်နှာစုကိုရရှိခဲ့ပါသေးတယ်ပြည်သက်တွေကတော့ဒီနှစ် Miss Universe ပွဲတီဟာပေါ်တော်တော်ဖြစ်နေပြီးစိတ်ဝင်စားစရာမကောင်းဘူးတကယ်လို့ခင်ရနာဆိုတာမြမကိုစားပြုအဖြစ်ရွေးချယ်ခံရရင် အာမပေးတော့ဘူးလို့အမျိုးမျိုးဝေဖန်နေကြပါတယ် တကယ်တော့ကေရနာဆိုးကို Miss Universe ကထိတ်တန်းနေရပေးပြီးပွဲထုတ်နေရတဲ့အကြောင်းရင်းလည်းရှိနေပါသေးတယ်။အဲ့ဒီအကြောင်းရင်းကတော့လူမျိုးဝေဖန်မှုများပြီးစိတ်ဝင်စားမှုများလာအောင်အလှမဲ့ယုံမထွက်တဲ့ခေရနာဆိုးကိုပွဲထုတ်လာတာပါပွဲရည်ရထုံးစံရခေရနာဆိုးကိုတုံးချပြီးလူစိတ်ဝင်စားမှုများအောင်လုပ်နေတဲ့သဘောပါပဲဒါပေမဲ့ဝင်းနာဖြစ်ရွေးချယ်မဲ့သူကတော့ခေရနာဆိုးဖြစ်မှမဟုတ်ဘူးခေရနာဆိုးကိုမလိုအပ်တော့တဲ့အဆင့်ရောက်ရင်သူ့ကိုဖြုတ်ချခင်မှသိကြပါဗျ